တိုချိုအစိုးရရဲ့ထုတ်ပြန်ချက်အရအမေရိကန် B52 ဘုံးကျဲလေယာဉ်နှစ်စီးကိုဂျပန်လီတက်ရဲ့ F35 ကိုပျောက်တိုက်လေယာဉ်၃စီး F15 တိုက်လေယာဉ်၃စီးတို့နဲ့အတူတွဲဖက်ပြန်တန်းစီခဲ့တာဖြစ်ပါတယ်။ဒါဟာအင်အားသုံးပြီးလက်ရှိအခြေအနေကို ပြောင်းလဲဖို့ကြိုးစားတာတွေကိုလက်မခံဘူးဆိုတဲ့သတင်းစကားကိုဝါရှင်တန်နဲ့တိုချိုကဖူတွဲပြပလိုက်တာလည်းဖြစ်ပါတယ်။တင်းမာမှုဘယ်ကစားလဲ။ပြီးခဲ့တဲ့အင်္ဂါနေ့တုန်းကတရုတ်နဲ့ရုရှားတို့ရဲ့ဘုံးကျဲလေယာဉ်တွေဟာ ဂျပန်နဲ့တောင်ကိုရီးယားလေကြောင်းရင်ကာကွယ်ဆောင်တွေအနီးမှာပူးပေါင်းကင်းလှည့်ခဲ့ကြလို့ပါပဲ။အဲဒီတုန်းကဂျပန်ချက်တိုက်လီရင်တွေကိုတရုတ်ဘက်ကရီဒါနဲ့ချိန်ရွယ်ခဲ့တယ်လို့ဂျပန်ဘက်ကစိုးစွဲထားပေမဲ့တရုတ်ကတော့ဘာမှမဟုတ်တာလေးနဲ့ပြဿနာမရှာပါနဲ့လို့တုံ့ပြန်ထားပါတယ်။အချိန်တည်းမှာပဲထိုင်ဝမ်ဘက်မှလည်းအခြေအနေမကောင်းပါဘူး။ဒီကနေ့ကြာသပတေးမနက်ပါတွင်တရုတ်စစ်လေ28စီးနဲ့စစ်တင်းမော်တွေထိုင်ဝမ်ကျွန်းပတ်လည်မှာတိုက်ပွဲဝင်အတင့်အနေထားနဲ့လှည့်လည်နေပါတယ်။ဂျပန်ဝန်ကြီးချုပ်စနေတကာအီချီက ရုတ်တာထိုင်ဝမ်ကိုတိုက်ရင်ဂျပန်ကတုံ့ပြန်လို့ပြောခဲ့ပြီးတဲ့နောက်ပိုင်းဘေကျင်းရဲ့ဖိအားပေးမှုတွေပုံပုံပြင်းထန်လာတာတွေ့ရပါတယ်။ဂျပန်စီဦးစီးချုပ်ဗိုလ်ချုပ်ကြီးဟီရိုအာကီဥချီကူရာကတော့တရုတ်ရုရှားလှုပ်ရှားမှုဟာဂျပန်လုံခြုံရေးအတွက်အကြီးမားဆုံးစိုးရိမ်စရာလို့ဆိုပါတယ်။အင်အားကြီးနိုင်ငံတွေရဲ့ပုံကျဲလျင်တွေအပြန်အလှန်ပြန်တန်းပြနေတာကအရှေ့အာရှလုံခြုံရေးအပူချိန်ကိုအမြင့်ဆုံးရအောင်တုံ့ပို့နေတယ်လို့ဖြစ်နေပါတယ်။